မင်္ဂလာပါဗျာကျွန်တော်ကအခုကအင်္ဂါနေ့နော်၄နိုင်ခွဲတော့တက်ရောက်ရေးပြသပေးခြင်းဖြစ်ပါတယ်ဖြူဟာခဏဆောင်မယ်နော် alon be mingala pa pyo sa yo lo shi na do wa alon be mingala pa ကဲလာရှိုးလေးကိုစတင်ပြပြမယ်နော်ဘာလို့မတရားတစ်ချက်လိုက်ကြည့်အပီးပေါက်လေးကိုအရင်ဆုံးပြမယ်အပီးပေါက်ဆိုင်ကိုအရင်ဆုံးပြမယ်နော်အပီးပေါက်မဟာနေပြောဆိုင်ကိုအရင်ဆုံးပြမယ်အလုံးမရင်တော့တစ်ချက်လိုက်ကြည့်ပေးပါ မင်္ဂလာပါ94တိကကျွန်တော်ရဲ့ကိုယ်မာရီသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီနော်တစ်ဘူးကကျွန်တော်တို့တစ်ပဲ94ကျွန်တော်ကိုမောင်မြတ်သုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့94ကျွန်တော်ကိုမောင်မြတ်သုံးလုံးပေါင်းခြင်းတဲ့94နဲ့ပေါင်းတော့3ပါ3ရဲ့တိကေပေါင်းတော့ကျွန်တော်တို့ဗာရမယ်3ရဲ့တိကေပေါင်းတော့ကျွန်တော်ကိုမောင်မြတ်4ရပါတယ်တဲ့ လေးရဲ့နှက်ခတ်သည်နှစ်ပါလေးနှစ်ဒီကကုမောင်များအားလုံးပဲဝိုင်းချင်းဖြစ်တယ်ဟုတ်ပြီနော်ဒါကအပီးပေါက်ဆိုင်ဝိုင်းချင်းဖြစ်တယ်လေးနှစ်ဝိုင်းချင်းကို၄ဘိုင်နဲ့64ဆိုပြီးထွက်တယ်49တည်ကျွန်တော်ရဲ့ကိုမောင်ရဲ့သူတို့နှလုံးပေါင်းခြင်းနဲ့64ကကျွန်တော်ကုမောင်များအားလုံးပဲလေးရဲ့ဘိုင်နဲ့64ကျွန်တော်ကုမောင်များသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်လေးနဲ့ကိုးနဲ့ပေါင်းတော့3ပါတဲ့၄ရဲ့ကိုးရဲ့ပေါင်းတော့3 3နဲ့၄နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရရမလဲ3ရဲ့၄ရဲ့ပေါင်းတော့ ခွန်ရဲ့နက်ခတ်ဒီတုံညပါခွန်တုံညဒီကျွန်တော်ရဲ့ကိုမောင်များအားလုံးပဲဝမ်းချင်းဖြစ်တယ်။လေးနှစ်ဝမ်းချင်းကို၄ပိုင်းနဲ့64ခွန်တုံညဝမ်းချင်းကိုခွန်ပိုင်းနဲ့84ဆိုပြီးထွက်တယ်။23ကကျွန်တော်ရဲ့ကိုမောင်ရဲ့တို့နှလုံးပေါင်းခြင်း84ကကျွန်တော်ရဲ့ကိုမောင်ရဲ့၄ရဲ့ပိတ်နဲ့134ကျွန်တော်ကိုမောင်များသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့။23နဲ့ပေါင်းတော့9ပါ9ရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ။9နဲ့4နဲ့ပေါင်းတော့900တယ်9ရဲ့နက်ခတ်တိ6တယ် 6 6တိကျွန်တော်ရဲ့ကုမမများအလုံးပဲ1ချိန်ဖြစ်ပါတယ်6 6ဝန်းချိန်ကိုကျွန်တော်ကုမမများပါဖြစ်လဲ6ပိုင်းနဲ့63ဆိုပြီးတွေ့တယ်မမောမင်္ဂလာပါမင်္ဂလာပါကုမမောရေမင်္ဂလာပါဗျ6ဝန်းချိန်ကို4နာရီခွဲအတွက်ဂိုင်း30ချိန်နဲ့ဝန်းချိန်တဲ့ကူကကျွန်တော်ရဲ့ကုမမရေတို့နှလုံးပေါင်းခြင်း63ကကျွန်တော်ကုမမများတောင်းနေတယ်2 9 3ကျွန်တော်ကုမမများ3လုံးပေါင်းရင်ဖြစ်တယ် နှစ်နဲ့ကိုးနဲ့ပေါင်းတော့နှစ်ကယ်ကိုးရဲ့ပေါင်းတော့တက်နှစ်နဲ့ကိုးနဲ့ပေါင်းတော့တက်တက်နဲ့သုံးနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲတက်ကယ်သုံးရဲ့ပေါင်းတော့၄ရပါတယ်၄ရဲ့နှစ်ခက်နှစ်ပါတဲ့၄နှစ်ဒီကျွန်တော်ရဲ့ပုံမှန်အားလုံးပဲ1ချိန်ဖြစ်ပါတယ်ဟုတ်ပြီနော်၄နှစ်1ချိန်လို့ရတယ် လေးနေဝန်းကျင်ကို၄ပိုင်နဲ့90လေးခွန်စုံညာဝန်းကျင်ကိုခွန်ပိုင်နဲ့80လေး6ချောက်ဝန်းကျင်ကို6ပိုင်နဲ့60အထုံးလေးနေဝန်းကျင်ကိုသူနဲ့တွဲရပြီးတော့ပါထွက်ပါလေဟုတ်ပြီနော်အားလုံးပဲတစ်ချက်လိုက်ကြည့်ပေးပါအားလုံးပဲမင်္ဂလာပါတူတူတယောက်မှချင်းအားလုံးကျွန်တော်ရဲ့ကိုယ်ပိုင်အားလုံးပဲမင်္ဂလာပါ ကိုဘူးကကျွန်တော်တို့ကိုထိတ်ဟုတ်ပြီနော်တစ်ဘူးကကျွန်တော်ရဲ့ကိုမာတွေတစ်ထိတ်64ကကျွန်တော်ကိုမာများကိုထိတ်နေတဲ့ကိုတစ်ကိုကျွန်တော်ကိုမာများသုံးလုံးပေါင်းခြင်းဖြစ်ပါနေတဲ့ကိုတစ်ကိုသုံးလုံးပေါင်းခြင်းကိုရဲ့တစ်ကေပေါင်းတော့၃ည၃ည ਨੇ ကိုနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၃ည ਨੇ ကိုရဲ့ပေါင်းတော့ကိုကိုရဲ့ပါဝါသေး၄ကိုလေးသည်1ခြင်းဖြစ်တယ် ဟုတ်ပြီနော်ကိုးလေးဒီကကျွန်တော်ကိုမောင်မြန်အားလုံးပဲဝမ်းချိန်၄နှစ်ဝမ်းချိန်ကိုးလေးဝမ်းချိန်ကို၉ပိုင်၄ပိုင်နဲ့94ဆိုတော့၃ပြိတ်ထွက်တယ်၉ပိုင်၄ပိုင်နဲ့94ဆိုတော့၃ပြိတ်ထွက်တယ်တိဘူးကတစ်ထက်94ကကျွန်တော်တို့၉ထိတ်49ကကျွန်တော်ကိုမောင်မြန်၄ထိတ်နဲ့တစ်ကို၄သုံးလုံးပေါင်းရင်ဖြစ်တယ်တစ်နဲ့၉နဲ့ပေါင်းတော့၃ညပါ၃ညရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ လေးရတယ်တဲ့လေးရဲ့ပါဝါသည်ကိုလေးကိုသည်ကျွန်တော်ရဲ့ကိုမများအားလုံးပဲဝမ်းကျင်ဖြစ်ပါတယ်ခွန်တော်ညာချင်းလေးကိုဝမ်းကျင်ကို94ဆိုတော့၃ပတိတ်ခွန်တော်ညာချင်းလေးကိုချင်းကိုခွန်ပိုင်း၄ပိုင်းနဲ့94ဆိုတော့ပတိတ်ထွက်တယ်94ကကိုထိတ်94ကခွန်ထိတ် 23ကကျွန်တော်ကိုမမြဲကွန်နေပေါင်းတော့6ပါ9ရယ်ခွန်ရယ်ပေါင်းတော့6 6နဲ့နှစ်နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ6ကယ်2ကယ်ပေါင်း